အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ football and live ရဲ့ football and live ရဲ့ဒါကျွန်တော် breaking news ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ breaking news နဲ့ဒါကျွန်တော်တို့ spa သင်းရဲ့ဒီဒါချီချောက်ကြီးတဲ့မှာနောက်ဆုံးအကြဆုံး year we go ကိုတော့တွေ့ခဲ့ရပြီဖြစ်တယ်သူများအသင်းတွေလို့ဒါကျွန်တော်တို့သင်ကတော့ဒီကျွန်တော်တို့ကစားသမားခေါ်ယူခဲ့တာမဟုတ်ပေမဲ့လက်ရှိမှာတော့ spa သင်းနီးပြကတော့ဒါကျွန်တော်တို့ Thomas Frank ဖြစ်သွားပြီလို့ကျွန်တော်အနေနဲ့သိရမယ်တဲ့မှာပါတယ်အဲ့တော့ဒါ5 0 Romaro ကကျွန်တော်ဒီဗီဒီယိုမတင်ခင်ဒါကျွန်တော်15မိနစ်မိနစ်30ခေါက်ကမှဒါ Spa သင်းရဲ့နီးပြအစ်စ်ဒါ Thomas Frank ဖြစ်လာလို့လာမယ်ဆိုတဲ့ဥစ္စာကိုတရားဝင် confirm လုပ်လိုက်ပြီလို့သိရတယ်မှာပါတယ်ဒါမင်းညာကဒါ Spa သင်းရဲ့48နှစ်အတွင်း Thomas Frank က Spa သင်းဖြစ်လာ Spa သင်းရဲ့နီးပြတရားဝင်ဖြစ်ပါမယ်လို့ဆွေးနွေးခဲ့ပြီးရနောက်ပိုင်းမှာဒီနေ့မနက်အဲ့ပေါ့သူတို့ရဲ့မနက်အပိုင်းမှာဒါကျွန်တော် Thomas Frank ကတော့ Spa နီးပြဖြစ်ဖို့အတွက်တည်ကြသွားခဲ့ပြီဆိုတဲ့သတင်းတွေကိုစတင်ပြီးတက်လာခဲ့တယ်ပြီးလည်း ီးတော့ဒါကျွန်တော်တို့ဖာဗီဂျီရိုမာနိုကတော့ here we go ဆိုတဲ့အကြောင်းကိုတင်ပြခဲ့တာဖြစ်တယ်အဲ့တော့စပါတင်နဲ့ဒါကျွန်တော်မင်းညကတော့အကုန်လုံး BC ဖြစ်သွားခဲ့ပေမဲ့စပါတင်နဲ့လက်ရှိမှာဘရန်ဖုန်းနဲ့ဆက်လက်ပြီးတိုင်မြင်ခဲ့တာသူ့အနေနဲ့ဒါသောမက်ဖရန့်တယောက်တည်းမဟုတ်ပေမဲ့သောမက်ဖရန့်ရဲ့ဒါကျွန်တော်နောက်လိုက်ပေါ့နော်ဒါသူ့အနေနဲ့သူ့ရဲ့ background stuff တခုလုံးကိုခေါ်ယူဖို့တဲ့စပါတင်နဲ့ဆွေးနွေးခဲ့တယ်စပါတင်နဲ့ဒါကျွန်တော်အရင်တုန်းကပုံစံမျိုးတော့ဟုတ်ပေမဲ့ဒါလက်ရှိမှာတော်တော်လေးကိုပြောင်းလဲသွားတဲ့ norm တခုစတင်ပြီးဒီနေ့ဒီ အဲ့ပေါ့ဒီအပြောင်းရွှေ့မှာဒီနီးပြမှာစပြီးတွေ့ခဲ့ရတယ်လို့ပြောလိုက်ရတယ်အဲ့တော့ဒါမမှန်ရတာမော်ရီရှိုပိုချက်တီနိုနောက်ပိုင်းမှာနီးပြတွေမှာဒါအန်တိုနီယိုကွန်တေပဲဖြစ်ဖြစ်ဒါဟိုဇင်းမော်ရီညိုပဲဖြစ်ဖြစ်ဒါနူနိုအက်စပရတိုဆန်တိုစ်ပဲဖြစ်ဖြစ်ဒါလက်ရှိဂျာဒမ်အန်ပိုစတာကော့ဂလူးပဲဖြစ်ဖြစ်တို့နဲ့ဒီရောက်မှာတို့ကဒါကျွန်တော်တို့လက်ထောင်နီးပြတွေကိုငှားလိငှားတာရှိတယ်ဒါပေမဲ့ဒီမှာဘရန်ဖို့မှာတော့လို့မဟုတ်တော့ဗျဘရန်ဖို့ကဒါကျွန်တော်လက်ရှိဒါကျွန်တော်တည်ရတော့အန်ဟိုတော်မက်ဖရန့်ကိုဒါ တင်မမဟုတ်ပဲနဲ့ဒါစပါအသင်းအနေနဲ့ဒါကျွန်တော်တို့အဲဘရန်ဖူရဲ့ဒါနီးပြအုပ်စုတစ်ခုလုံးကိုပါစပါအသင်းအနေနဲ့ခေါ်ယူခဲ့တယ်လို့ပြောလို့ရမယ်နေဒါတကူရောက်ရှိခဲ့ပြီဖြစ်တယ်အဲ့တော့ဒါစပါအသင်းနဲ့ဒီ၁၀သန်းထဲမှာမှဒါနောက်ထပ်တသန်းပို့ပေးခဲ့ရပြီးတော့သူတို့နေနဲ့စပါအသင်းနဲ့ဒါဘရန်ဖူရဲ့နောက်က background staff အတွက်ကိုတသန်းထပ်ပေးရအဲ့တော့ထူးတယ်နေဗျဒါကျွန်တော်တို့လပိုင်းနေနဲ့ဒီတကူကောလာကောလာဟာလာတွေရဒါကျွန်တော်တို့၆သန်း၇သန်း၈သန်း၉သန်းဆိုတဲ့စကားလုံးတွေအမျိုးမျိုးဒါကြားခဲ့ရပြီမဲ့တကယ်တမ်းဒါနင်းလား၅လားဆိုတဲ့ အချိန်မှာဒါလဘိုင်းနေတာကျော်စာချုပ်ဖြတ်သိမ်းခြင်း10တန်းတီတီကိုဒါမစွိုင်းမတော့ပဲပေးခဲ့တယ်လို့ပြောလို့ရတယ်မှာဘာလို့မနီကတည်းကဝင်တာကျွန်တော်တို့ဒါ Brentford အသင်းနဲ့နှစ်ဦးတဘောတူကြကျွန်တော်တို့စကားစာပြောခဲ့ပြီးနောက်ပိုင်းမှာ Brentford ဘက်ကဒါကျွန်တော်ဒီ Thomas Frank အတွက်ဈေးချော့ပေးဖို့အတွက်လုံးဝအဆီဇင်မရှိကြောင်းသူတို့နေတည်းကဝင်ပြောလာခဲ့တယ်လဘိုင်းနေဒီနေ့မှာပထမဆုံး offer ဒုတိယ offer တတိယ offer ပုံစံမျိုးမဟုတ်ဘဲနဲ့မနီညကပဲဒါကျွန်တော်10တန်းကိုတစ်ခါတည်း submit လုပ်ခဲ့ပြီးတော့ဒီနေ့မနက်ပိုင်းမှာနေဒါကျွန်တော်တို့ Thomas Frank ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကတခါတည်းအသက်ဝင်သွားခဲ့ပြီလို့ကြားရတယ်။အဲ့တော့ဒါ Spa Athens နဲ့ဒီနေ့မှာပဲ Thomas Frank ကိုတခါတည်းကြီးညာမှဒါမှမနှက်ပြန်မှပဲကြီးညာမှတစ်ချက်တော့စောင့်ကြည့်ရမယ်။ဒါပေမဲ့ဒါကစားသမားတွေလို့စိတ်စစ်စရာဘာညာမလူတဲ့အတွက်ကြောင့်မဒီအပြောင်းရွှေ့ကြတာဒါမင်းဆန်ဆန်နဲ့ပြီးသွားမယ်လို့မြင်နေ။အဲ့တော့ကျွန်တော်ထင်တာဒီနေ့မှာဒါတရားဝင်တာကြီးညာဖို့အတွက်ရာဂိုင်းတို့နေတယ်လို့မြင်နေ။ဒါမနှက်ပြန်ချက်မှပဲ Thomas Frank ကတရားဝင်ကြီးညာဖို့များအဲ့တော့ Spa Athens နဲ့လက်ရှိမှာ Thomas Frank အတွက်စာချုပ်ဖြတ်သိမ်းခြင်းအလုံးပေါင်းဒါကျွန်တော်ပေါင်ဆက်သက်သန်းပေးခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဓိကသက်သန်းပို့ပေးခဲ့တာကတော့သူ့ရဲ့ background stuff after เนาะကျွန်တော်ဒါခုနကပြောသူရတာကျွန်တော်တို့အဲဆက်ပီးကိုစ်တွေဒါကျွန်တော် goalkeeper coach တွေဒါ coach တွေအကုန်လုံးကိုဒါတစ်ခါတည်းခေါ်လာခဲ့တယ်ဘွနော့စပါသင်းနဲ့ထပ်ပြီးမငါတော့ဘူးဘွနော့အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့စပါသင်းနဲ့ဒီလိုမျိုးဘာလို့ဆုံးဖြတ်ခဲ့လဲနားလည်လို့ရတာက Ryan Mason တရားလဲ West Brom ရဲ့နီးပြဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့စပါသင်းရဲ့လက်ရှိမှာဒါနီးပြအဖွဲ့မှာဘယ်သူမှမကြံတော့ကြားတော့ကတော့ Ange Postecoglou glue နေနဲ့တိရတော့ပါတော့ဒါကျွန်တော်တို့ဂိုးသမားနီးပြတွေကလွင်အကုန်လုံးဒါကျွန်တော်ထွက်ခွာသွားခဲ့လို့သိရတယ်ဒါပေမဲ့ နောက်ဆုံး update သတင်းတွေအရာနောက်ဆုံးနောက်ဆုံးသော update သတင်းတွေအရာဆိုရင်တော့ Ash Poster ကဂလူးကဒါကျွန်တော်သူ့အနေနဲ့ဒါသူထွက်သွားခဲ့ပြီနော်ဗျာဒါကျွန်တော်တို့ Jaden Nack တော့ဒါသူ့ရဲ့အဲကျန်တဲ့နီးပြတော်များထွက်သွားခဲ့တဲ့အတွက်ကြောင့်ဒါဘယ်သူမှလည်းသိမရှိရတဲ့ကြောင့်မို့ Spa Thing က Brandfoot ရဲ့ဒါကျွန်တော်တို့နီးပြအဖွဲ့ကိုတခါတည်း ခေါ်ပလိုက်တယ်လို့ပြောလို့ရတဲ့တည်းမှာပါပါအဲ့တော့ Sparting ရဲ့လက်ရှိနီးပြားအသစ်က Thomas Rafa သွားပြီကျွန်တော်အနေနဲ့နီးပြားအသစ်ကိုဆက်လက်ပြီးကြည့်အောင်မယ်လို့ပဲထပ်ပြီးပြောရမယ်အဲ့တော့ဒါထူးဆန်းဆန်းရှားရှားပပပဲเนาะကိုလိုချင်တဲ့နီးပြားကိုစောစောစီးရခဲ့တာဒီတစ်ခေါက်ပဲရှိမယ် Sparting ရဲ့လက်ရှိမှာတော့ဒီအပြောင်းရွှေ့မှာတော့ဒါကျွန်တော်တို့ပထမအဆုံးရာသီဘက်အပြောင်းရွှေ့မှာဘာမှလုံးလုံးမရတော့ဘူးဒါကျွန်တော်ဒီနေ့မှာပဲအပြောင်းရွှေ့တရားဝင်ပိတ်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့နီးပြားခေါ်ယူမှုနဲ့ဒီနားမှာတွေအဆုံးတက်ရမယ်သဘောတကူဖြစ်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့ Sparting ရဲ့အခုလက်ရှိမှာအပြောင်းရွှေ့မှာဘာကြီးဆက်လို့မျိုးတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်အခုလက်ရှိ Thomas Frank ကိုခေါ် ်တဲ့အချိန်မှာ Thomas Frank အနေနဲ့ဒါကျွန်တော်တို့ထူးထူးဆန်းဆန်းနဲ့ဒါကြောင့် Spa Back ကိုတခုတော့တောင်းဆိုခဲ့တယ်။အပြောင်းအရွှေ့မှာသူ့အနေနဲ့ပါဝင်ပတ်သက်ခြင်းတယ်လို့သိရတယ်မှာပါတယ်။သူ့အနေနဲ့ဒါကျွန်တော်ဘယ်ကစားသမားကိုခေါ်ခြင်းနဲ့ဘယ်ကစားသမားကိုမခေါ်ခြင်းဘူးလို့ပြောရေးဆိုပိုင်권ရှိတဲ့ level တခုကိုတောင်းဆိုခဲ့တယ်လို့သိရတယ်မှာပါတယ်။ဒီ Yakules Spa Back ကလူလူချင်းချင်းနဲ့လူလလလက်ခံပေးခဲ့ပြီးတော့ Spa တင်တဲ့ခုလက်ရှိဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ Thomas Frank စိတ်ကြိုက်ဖြစ်စီမဲ့ကစားသမားတွေကိုခေါ်ယူပေးမယ်ဆိုတဲ့ကတိကိုလည်းပြရခဲ့တယ်လို့ တီးရတဲ့မှာပါတယ်ပေါ့နော်အဲ့ပြောချင်တာတချို့ကျွန်တော်ဒါမနေ့က48နိုင်တဲ့ spy ရဲ့နီးပြနေရမှာဒါ Thomas Rand ဖြစ်လာမယ်ဆိုတဲ့သတင်းကိုဖတ်ပြီးတဲ့နောက်မှာတချို့ကပြောကြတယ်ပေါ့နော်ကိုဒေးဗစ်ဒါကျွန်တော်ဒါဆိုရင်တော့ဒါဟို easy တို့ Xavi Simons တို့ကျွန်တော်မိလိုက်ရမှာမမိအောင်တရှိမှာဒါတိလောက်ကပေါ့နော် easy ကိုဒါကျွန်တော်တို့မမက်ရရ brandful အသင်းကဒါကျွန်တော်တို့ thomas friend နီးပြဆက်လုပ်ပြီး easy အញ្ញမ်းနာမည်မကြီးခင်က easy ကို ဒါ Brentford ဘက်ကခေါ်ယူဖို့ကြိုးစားတယ်ဘယ်လောက်ကြီးရလဲဆိုလက်ရှိမှာ Spurs အသင်းက Brentford နဲ့ရှင်ပြီးခေါ်ကားခဲ့တဲ့ချုပ်ကစားသမားတွေရှိတယ်ဥမာ Archie Gray Archie Gray ကိုလိုလိုချင်ချင်ကဒါကျွန်တော်တို့ Thomas Frank ကိုလည်း Archie Gray ကိုအရန်လိုချင်ခဲ့တဲ့မှာပါတယ်ဒါပေမဲ့ Spurs အသင်းကအဲတုန်းကဒါကျွန်တော်တို့ Lee United ကိုပတ်စံပို့ပေးနိုင်တဲ့ကြောင့် Brentford ကိုကြော်ပြီးတော့ Archie Gray ကရွေးချယ်သွားခဲ့တယ်အခုချိန်မှာဒါကျွန်တော် Archie Gray ကဒါကျွန်တော်တို့သူ့ကိုလိုချင်တဲ့လီးပြလောက်အောင်မှာကောင်းကောင်းမွန်မွန်ဆော့ရတော့မယ့်အနေဒါတစ်ခုရောက်သွားပြီလို့မြင်တယ်အဲ့တော့ ဘရန်ဖို့ကမမက်ရတာဘရန်နန်ဂျော်ဆန်လုံးကလည်းအလိုရှိခဲ့ပြီးတော့ဘရန်နန်ဂျော်ဆန်ကိုလည်းမရခဲ့တဲ့နေရာမှာပါဘရန်နန်ဂျော်ဆန်ကိုလည်းရှိမှာနီးပြသောမက်ဖရန်ကသူအရင်သဘောကျတဲ့ကစားသမားရဲ့တယောက်ဆိုသူပုံမလေးလေးဝင်ခံခဲ့အဲ့တော့ပြောချင်တာကသောမက်ဖရန်ကဒါကျွန်တော်တချို့သောဟာတာရဲ့အခုလက်ရှိမှာ Twitter မှာနောက်နေလို့ပဲသူကဟို chess ဆိုတာ40 chess ပေါ့နော်ဒါသူအနေနဲ့သူခေါ်ယူမဲ့ ကစားသမားတွေကိုစပါးကိုတောက်လျှောက်လွတ်ပေးပြီးသူစပါးနီးပြလုံးမှာဒီဒီကစားသမားတွေကိုပြန်လှည့်ပြီးတော့ကင်မယ်ဆိုတော့ပုံစံမျိုးကိုကျွန်တော်တွေ့ရအဲ့တော့ဘယ်လိုပဲပြော Thomas Frank ကစပါးရဲ့နီးပြအသစ်ဖြစ်လာခဲ့ပြီးအဲ့တော့လက်ရှိမှာဒါကောင်းပါတယ်တခုကောင်းတာပါဆိုတော့ pre season မှာ Thomas Frank ကိုတွေ့ရမယ်ပြီးရင်ဒါကျွန်တော် PSG နဲ့ပွဲစဉ်မှာ Thomas Frank ရဲ့ tactical adjustability တို့ပေါ့ကျွန်တော်တွေ့ရမယ်အဲ့တော့ပြောချင်တာကနီးပြအသစ်နဲ့ကျွန်တော်ဒါ PSG နဲ့ဒါကျွန်တော်တွေ့ရမယ်သဘောမှာရှိပါတယ်အကုန်လုံးဒါလက်ရှိမိတို့ပင်စိုးစီကမှု ဒါပြောင်းလဲမှုတွေလာဖို့ရှိတယ်ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ဒီအခုလက်ရှိကကောင်းတာတစ်ခုကပါလဲဆိုတော့ Spartan နဲ့ဘာမှသိပြီးပြောင်းလဲမှုမလို့ဒါ Tommy Frank ကိုတန်းလဲကျွန်တော်ဒါ back four back three ရော sorted တဲ့နီးပါးတယောက်ဖြစ်တဲ့ကြောင့်မူဒါ Tommy Frank က philosophy ကအမြဲတမ်းပြောင်းလဲနေတာဗောနောသူ့အနေနဲ့ဒါကျွန်တော် Kalan Data မှာ Mudivi သူအမြဲတမ်းပြောင်းလဲနေတဲ့တသသိဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါကျွန်တော်လက်ရှိမှာရှည်ရင်းရော score ကိုသူကောင်းကောင်းခိုင်တတ်မယ်လို့မြင်တယ်ဒီသူ့ရဲ့ဒါ philosophy နဲ့ကွဲပြားပြီးတော့ကစားသမားတွေခွဲထွက်နေတဲ့အနေထားမှာတော့မရှိဘူးဒါမမက်ရအရင်တော့ဒါ Antonio Conte ခေတ်တုန်းကဒါ Spartan က3 back သွားပြီးအခုလက်ရှိမှာ4 back ပြန်သွား coverage မှာနောက်တန်း၄ရောက်ပြန်လို့ပါညာဆိုတဲ့ပုံစံအဲ့တော့ ဒီ Tommy Frey အကွက်မှာဒါတောင်မန်ကစားသမားတွေတော်တော်လေး benefit ဖြစ်မယ်လို့မြင်နေတယ်။ဒါကျွန်တော်တို့ Brandon Johnson တို့အခုလည်းရှိမှာအသင်းမှာဆက်နေမဲ့ Matthias Stay တို့ဒီစားသမားတွေအသင်းပေါ်မှာတော်တော်လေးကိုဒါကျွန်တော် positive ဆက်မယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပေါ့။အဲ့ဘယ်လိုပြောဒါမဲ့ Tommy Frey ကိုလည်းကြည့်ရမှာပေါ့ဗျာ။တချို့ပြောလို့ပဲအခုလည်းရှိမှာဒါဘာမှကိုအတီတကျပြောလို့ရတဲ့အရာတခုမဟုတ်ဘူး။ပြီးတော့ပို့ဆိုတာကဒါကျွန်တော်သူ့ရဲ့ပထမအဆုံးတည်တည်ချာချာကမ်းရမယ် competitive ပွဲကတော့ဒါကျွန်တော် PSG နဲ့ဖလားလူပဲဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကရတဲ့တည်တည်ကြည့်အောင်အဲ့ဒီပွဲရှုံးရင်လည်း Spa ပြိတ္တာတွေကထုံးရနိုင်ဒါကျွန်တော် Ange Postecoglou ကိုချစ်တဲ့ကောင်တွေကလည်းချိန်ကြအောင် ဲပေါ့နော်အဲ့တော့ဒါပါပဲအဲ့တော့ခုနပေါ်သူပဲတချို့ကြလဲဟာဒါခုနပေါ်သူပဲ United နဲ့တွေ့ကြအောင်မဟုတ်တာဒါ PSG နဲ့တွေ့တာမင်းတို့ဒါတွေအောင်မသိဘူးပါဖြစ်လေဟာချာကြအောင်အဲ့တော့အချင်းချင်းမတည့်တဲ့ကောင်တွေပြန်ပြီးကြကိုကတော့ခုနပေါ်သူပဲအခုကိုကိုရဲ့အသင်ဘယ်သူလဲနီးပြပြလာလာတော့ဟိုကျွန်တော်ပေါ်ကြည့်ရမှာဒါပေမဲ့ကိုင်းတော့တော့ကြည့်ချင်စိတ်တော့အခုချိန်နေမရှိဘောတော့ခဏခဏအပြောင်းလဲတွေများလာဖီးမလာတော့အမှန်တိုင်းပြောရမယ်တော့အမှန်တိုင်းပြောမှာဆိုဗျာသူများတွေဥမာလက်ရှိမှာကျွန်တော်လစ်ဗာပူးဆိုတာဘယ်နှစ်နေမှတစ်ခေါက်ဒါကျွန်တော်နီးပြပြောင်းနေပေါ့နော်ဒါ ယူနိုက်တက်တို့နီးပြပြောင်းနိုင်မယ်လက်ရှိမှာချက်ဆီတို့ကနီးပြပြောင်းဆိုတာသူတို့နီးပြပြောင်းနိုင်ဖလားလုံးရတယ်ဒါကြောင့်မို့သူတို့ကနီးပြပြောင်းတယ်ကိုရီးယားဒါကျွန်တော်နီးပြသာပြောင်းသွားတယ်ဘာမှသိပြီးမထူးတဲ့တယ်မှာပါတယ်အဲ့ဒါကြောင့်ကျွန်တော်တဖြည်းဖြည်းနဲ့ပြောင်းမှဆိုဟိုခမရဘာနဲ့တော့တူလဲဆိုခမရကတဖြည်းဖြည်းနဲ့လူပြိုကြီးသာဖြစ်လာခမရကကော်မလီနဲ့နှစ်နှစ်တွဲတယ်ပြက်တယ်နှစ်နှစ်တွဲခမရကကြီးစားထားတယ်ကော်မလီကြီးထားကျွန်တော်တို့ကမသူများတော့မသူကိုရီးဆိုဒါကျွန်တော်ဟာကော်မလီငါတို့ယူဂျင်နဲ့ယူဂျင်မိတာအိမ်တော်နေထောင်ဥနာပါဆိုပဲငါတို့မိသားစုထူထောင်အဲ့လိုမျိုးသွားတာဗျာသိလားဟာတဲ့မနှစ်နှစ်နေဒီကော်မလီနဲ့ပြက်မယ်နှစ်နှစ်နေဘာဖြစ်တယ်ကျွန်တော်တို့အဲ့အတွက်အရန်ကြီးတာကျွန်တော်တို့ဟိုအသက် ဟိုအရန်ကြီးလာပြီလို့မြင်တယ်အဲ့ဒီအတွက်ကြီးကျွန်တော်အဲ့လိုမျိုးလေခဏခဏပဲအဲ့တော့ပြောချင်တာရှေ့ရှေ့လေး levi ရှိသေးရေကျွန်တော်တတော်တေးကိုကျွန်တော်စိတ်ပြန့်နေပြီလို့ပဲပြောပြရစီဒါပေမဲ့ခုနကပြောသူကိုအသိကိုတော့ကိုချစ်တယ်ကျွန်တော်အဲ့လိုမျိုး ပြောလို့ကိုအသိကိုမချစ်ဘူးကျွန်တော်အသိတော့ကျွန်တော်ချစ်တာမရှိကျွန်တော်တကယ်တကယ်ခင်ဗျာကျွန်တော်အသိကျွန်တော်ဘယ်လိုချစ်တော့သိရလို့သိရကျွန်တော်အရန်ချစ်တယ်ဒါပေမဲ့စိတ်ပြက်လာတော့အမှန်ပဲ ိတ်ကအရင်ကတည်းကပြက်နေပါဒါပေမဲ့ခုနကပြောသူပဲဂျာထဲမှာဖလားလေးရလို့နည်းနည်းလေးပျော်သွားမလားဆိုမဲ့ဒါပေမဲ့ဘာမှသိပ်မထူးသွားတဲ့အနေအထားတစ်ခုရောက်သွားပြီဘယ်နဲ့တော့ပါပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ DB4U တို့မှာကျင်းလူစားအပေါင်းအကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point ဆိုတော့ DB4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာအကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like နဲ့ subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့မြန်မြန်ကလစ်မှာမြန်မြန်နံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေဒီနေ့ဖြစ်ပါစုမောင်းအောင်တောင်းပြီးနေပြီ ကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့ဒေးဗော်ဗျာ